မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မန်းလေးကအိုးဝေလူရက်တဲ့အဖွဲထဲမှာအမျိုးသမီးတွေပါဝင်လာတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်မန်းလေးမြို့အမရပူရာမြို့နယ်ကတောင်သမန်အင်းပေးမှာရှိတဲ့ဘူဖရာအနီကနေ၎င်းကြီးဟာဘက်ကိုအကျွေးသွားတောင်းကျင်လို့ဆိုပြီးတော့အိုးဝေတားဆီးတဲ့အသက်40အရွယ်အမျိုးသမီးနှစ်ဦးကတော့ပသိမ်ကြီးမြို့နယ်ကပန်းစီအနီကမြောင်းပေါင်တစ်ခုအရောက်မှာ ကြံရပါအမျိုးသားတအုပ်နဲ့အတူတူအုံးဝယ်မောင်းနေတဲ့သူကိုဓာတ်ထောက်လူရက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အသက်40အရွယ်နဲ့50ဝန်းကျင်ရှိတဲ့အမျိုးသမီးနှစ်ဦးကတော့တောင်ပန်းအင်းပေးမှရှိတဲ့ဘူဗျာကနေပသိမ်ကြီးမြို့နယ်၎င်းကြီးရွာဘက်ကိုအကျွေးတောင်းစီရရှိလို့ဆိုပြီးတော့အောက်တိုဘာ10ရက်နေ့ညနေ6နာရီဝန်းကျင်မှာအုံးဝယ်မောင်းနေတဲ့အသက်40နှစ်အရွယ်ဦးကျော်လည်းမောင်းနေတဲ့အိုးဝေကိုအသွားပြန်ငှားကျင်တယ်လို့ပြောဆိုပြီးတော့ငှားရမ်းခဲ့တယ်လို့အိုးဝယ်မောင်းတဲ့သူကဆိုပါတယ်ဒီအမျိုးသမီးတွေက၎င်းရွာထိပ်က လမ်းကြားတစ်ခုမှာအကျွေးတောင်းကြရှိလို့ဆိုပြီးတယောက်ကလမ်းကြားတဲ့ကိုဝင်သွားတယ်။ကျွန်တော်ထင်ပြန်စင်းစားကြည့်တော့ဖုံးဆက်ပြီးလူဖို့ချိန်နေတယ်လို့ထင်တယ်။ပန်းစင်းနီးကမြောင်းပေါင်တစ်ခုနာရောက်တော့ဒါနဲ့ထိုမဲ့သူကကျွန်တော်အိုးဝေနဲ့မျက်နှာချင်းဆိုင်ကနေမောင်းလာတာ။အဲ့ဒီနေရာမှာအိုးဝေစီတဲ့အမျိုးသားတယောက်ကအန်ဂျင်နေပြီးမရတော့ဘူးအပေါ့လဲသွားခြင်းနဲ့အဲ့လိုပြောလို့အမကြီးဒီနေရာကမတင်တော့ဘူးလူရှင်းတဲ့နေရာမှာရက်ပေးမယ်လို့ပြောပြီးတော့ရှင်နာရောက်တော့အိုးဝေကိုရက်ပေးလိုက်တယ်။ကိုကယောက်ျားသားဆိုတော့ ညာဘက်ဗတ်မှန်ကိုကြည့်လို့မတင်တော့ဘူးအဲ့ဒီမှာဟိုဆိုင်ကင်ကလည်းအနောက်မှာရက်နေတာပြန်လှည့်လာပြီးကျွန်တော်ကိုဓာတ်နဲ့တန်းပြီးထိုးတာကျွန်တော်လည်းဘယ်ချင်းအိုးဝေအောက်ကိုရောက်သွားမှမသိဘူးလက်ကတော့ဓာတ်ထိသွားတယ်ဖုန်းနေပစံအိတ်တွေမှတ်ပုံနေနေအိုးဝေကိုပါပေးလိုက်ရတယ်လို့ဆိုပါတယ် MDY23U 3933 license number နဲ့ mini owe မောင်းတဲ့သူအသက်42နှစ်အရွယ်ရှိတဲ့ဦးကျော်လင်ကတော့အသက်အန္တရာယ်မစိုးရင်ရပေမဲ့လို့လက်မှာဓာတ်တံရရရှိပြီးတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပသိမ်ကြီးရဲစခန်းမှာအမှုဖွင့်ထားတယ်လို့လည်းသိရပါဗါတယ်။အော်တိုဘာ၈ရက်ည9:00နာရီဝန်းကျင်ကစလို့လူရခဲ့တဲ့သူတွေကိုအော်တိုဘာ၁၀ရက်နေ့အထိတဲလွန်စရထားခြင်းမရှိသေးဘူးလို့လည်းသိရပါဗါတယ်။ 2022ခုနှစ်နောက်ပိုင်းမန္လေးမြို့ပေါ်မှာဆိုင်ကင်ကအိုးဝယ်တွေကိုပိတ်မှတ်ထားလူရဲတက်ပြတ်ခံရတဲ့အရေးအတွက်နဲ့တစားနဲ့တစားများပြားလာတာကိုလည်းတွေ့ရပါတယ်။ဇူလိုင်လ9ရက်နေ့ကချမ်းမြသာစီမြို့နယ်မှာနေထိုင်တဲ့ဦးသိန်းဦး82နှစ်ကတော့အမရပူရာမြို့နယ်တမလန်းမှာကလစ်ဆိုင်ကင်မောင်းနေနေတဲ့အချိန်လူတစုကရိုက်နှက်ပြီးလူရဲခဲတာကြောင့်ဆေးရုံမှာအဲ့ဒီတံရတွေကြောင့်သေဆုံးခဲ့ရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဧပြီလ10ရက်ကလည်းမန်းလေးမြို့ပသိမ်ကြီးမြို့နယ်မန္တလေးမရရာကားလန့်အရှိဘက် အင်ဂျေရွာနဲ့မင်းကန်ရွာကြားအင်ရှိမင်းထန်းတော်အနီမှာအိုးဝေမောင်တဲ့သူကိုတတ်ပြီးတော့ TVI ရဲ့အမျိုးအစားအိုးဝေတစီလူယူခံရမှုဖြစ်ခဲ့ပါတယ်။2024ခုနှစ်ဇန်နဝါရီလ18ရက်ကလည်းပြည်ဦးလင်ကိုကာငားလိုက်တဲ့အမျိုးသားတအူတတ်ဖြတ်ခံရပြီးတော့ဆူဆူကီကအလူခံရသလိုပြီးခဲ့တဲ့မတ်လအတွင်းမှာတော့ရွှေစာရံဖျားဖို့လိုက်ပို့တဲ့မီနီအိုးဝေတစီအကူခံရပြီးတော့ဒီနေ့ချိန်ထိပြတ်မတွေ့သေးဘူးလို့လည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့ထန်းရပင်နဲ့လဲကူးမှာရင်တိုင်းမှုဖြစ်ပြီးတော့လူ30ထိခိုက်ဒဏ်ရာရတဲ့ကြောင့်ဖော်ပြပေးကြပါတယ်။ရောင်းတိုင်းထန်းရပင်မြို့နယ်နဲ့လဲကူးမှာတော့ရင်တိုင်းမှုနှစ်ခုဖြစ်ပွားပြီးတော့လူရောက်30ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပြည်စင်နေနဲ့လဲကူးမှာအော်တိုဘတ်10ရက်ညနေ3နာရီကျော်လောက်မှာညောင်လေးပင်ရန်ကုန်ပြေးဆွဲနေတဲ့မီနီဘတ်စ်ကားကတော့တိမ်မောက်ခဲ့တာဖြစ်ပြီးတော့တန်ကားတစ်ပါးအပါဝင်9ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်လဲကူးစေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။ဖုန်ကြီးတစ်ပါးအမျိုးသား3ယောက်နဲ့အမျိုးသမီး1ယောက်ဒဏ်ရာရတယ်။စိုးရိမ်ရတဲ့ဒဏ်ရာမျိုးတော့မဟုတ် ော်ဘူးကားကအရှိန်များပြီးတော့မထိန်နိုင်ပဲနဲ့လမ်းလေကအပင်ရောဓာတ်တိုင်ကိုပါဝင်တိုက်ပြီးမှောက်သွားတာတို့မြေပြင်ကွန်ကြီးရေးသွားခဲ့တဲ့တီဇက်လူမှုကွန်ကြီးအသင်းဝင်ကဆိုပါတယ်။ထိုင်းမင်မျိုးနယ်ရင်တိုင်းမှုဖြစ်စဉ်ကတော့အောက်တိုဘာ9ရက်ညနေ9:00နာရီကျော်လောက်မှာအထက်ကျုံးစက်ရုံတစ်ခုရဲ့ဝန်ထမ်းတွေလိုက်ပါလာတဲ့ဖယ်ရီကနဲ့22ပြည်ကုန်တင်ကနဲ့တိုင်းမီယာကနဲ့ဖယ်ရီကားပေါ်ကစက်ရုံဝန်ထမ်း25ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရိုးရဲရွာဘက်မှာတိုက်ခဲ့တာ လူနာတွေကတော့တိတ်ပြီးစိုးရိမ်စရာမရှိဘူး။ဖယ်ရီကားကကုန်ကားနဲ့တိုက်ပြီးတော့နောက်ထပ်လမ်းဘေးကပရောက်ပင်ကိုပါထပ်တိုက်တာ။နောက်ထပ်လမ်းဘေးကပရောက်ပင်ကိုပါထပ်တိုက်တာဖယ်ရီကားကဒိုင်နာကကားကောင်းကတော့တတော်ကိုပျက်စီးသွားတယ်။ကားသမားကန်ကောင်းတို့ကားတွေကမောင်းနှာအရှိန်တွေများကြတယ်။တခါဘူးဆိုရင်အရှိန်ကထိမရပဲနဲ့ဖြစ်ကုန်ကြတယ်လို့ဒေသခံကိုကြီးအတင်းကဆိုပါတယ်။ထိခိုက်တံရရရှိတဲ့သူတွေထဲမှာအမျိုးသား၄ယောက်နဲ့အမျိုးသမီး၂၁ယောက်တို့ဖြစ်တဲ့ကြောင့်အားလုံးကိုလှိုက်တရားစီးရင်ကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ အော်ဘာ9ရက်ကလည်းလှဲကူးမျိုးနဲ့မတ်တိုဂိတ်အနီးမှာတော့ဖျားဖူးကားတစီပရိပပြီးတော့တိမ်မာလို့လူ၁၆ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်ဘာ3ရက်ကလည်းရန်ကုန်မြန်ကုန်မျိုးနဲ့ရှစ်မိုင်ကုန်းတရမှာရင်သုံးစီးဆင်တိုက်မှုဖြစ်ပွားပြီးတော့အမျိုးသား၂ရောက်သေဆုံးပြီးတော့၂ရောက်ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။အလားတူပဲအော်ဘာ9ရက်နေ့ အလားတူပဲအော်တိုဝါ၂ရက်နေ့ညပိုင်းကလည်းမြန်ကုန်မြို့နယ်မှာ MRTB ဖိုးကောင်ဝင်တဲ့အမျိုးသမီးတစ်ယောက်ကားတိုက်ခံရပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာ30ရက်နေ့ပိုင်းကလည်းတာဝန်မြို့နယ်တန်လန်းမှတ်တိုင်နေမှာရင်းလေးစီးစစ်တိုက်မှုဖြစ်ပွားပြီးတော့လူကိုရောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးတော့လောင်းစားလှုံ့ဆော်တဲ့ဘောလုံးစတင်မှာဆက်ရှိဦးထိုင်းရဲကဖမ်းဆီးတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ထိုင်းနည်းပညာမှုကင်းနှိမ်နည်းရေးဌာနကွယ် TCSD တာဝန်ရှိတဲ့သူတွေဟာနိုင်ငံအတွင်းဘောလုံးပွဲလောင်းစားနဲ့ပတ်သက်ပြီးတော့တရားမဝင်စီုံနေတဲ့ဘောလုံးစတင်မှာဆက်ရှိဦးကိုဖမ်းဆီးလိုက်တဲ့အကြောင်းအော်တိုဝါ၉ရက်မှာတင်ထောက်ပြန်ခဲ့ပါရယ်။ Ryan Northpool ရဲ့ပတ်တန်ဌာနစမုတ်ပရာဂန်နဲ့ဘန်ကောက်မှာရှိတဲ့၆နေရာကို စီးနင်းဖမ်းဆီးရမှာကွန်ပျူတာ၉လုံး၊ဖုန်းနဲ့ tablet ၁၂လုံး၊ microphone ထုတ်လွှင့်ရေးကိရိယာတွေနဲ့ဘတ်ဆယ်သိန်းတန်အသုံးဆောင်တွေသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါရတယ်။ဒီ streamer တွေကတော့ဘောလုံးပွဲတွေကိုတရားမဝင်တိုက်ရိုက်ထုတ်လွှင့်ပြသတယ်လို့ online လောင်းစား website တွေမှာလောင်းစားမှုပြုဖို့နှံ့ညွတ်မှုတွေပါလှုံ့ဆော်တာအခါချင်းဝင်ယူတဲ့အကြောင်းတပွဲထုတ်လွှင့်စည်းရုံးကဘတ်တထောင်ကနေ2000တိရတဲ့ပြင်လောင်းစား website တွေထံကိုလောင်းစားပြုဖို့ညွှန်ကြားမှုတွေတဲ့ကတယောက်ကိုစည်းရုံးနိုင်ရင်အပေါ်ဘောနဲ့ ဘတ်100ပါထပ်မံရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်လာပါတယ်။တချို့သောတရားမဝင်တိုက်ရိုက်ပြသတဲ့ပွဲတွေမှာတော့ကြီးစုသူတသန်းကျော်ထိရှိကဘရာဇီးကလပ်ဆော်ပေါ်တို့ပွဲကိုတော့တင်းဆက်သုံးသပ်မှုတွေပြုလုပ်တဲ့အကြောင်းတလားတလား၎င်းတို့ရဲ့စီယုံမှုတွေကြောင့်ဘောလုံးပွဲလောင်းစားလုပ်သူတွေဟာစုစုပေါင်းအရှုံးပေါ်တာဟာဘတ်တန်း100ဝန်းကျင်ရှိတယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်သွားပါတယ်ရှင်။ဆက်လက်ပြီးတော့စံခံမှာသူ့အဖေနဲ့အတူလူမသိသူမသိတည်ဆုံခဲ့တဲ့အမျိုးသမီးက ကိန်းဖြစ်ကနေဒေါက်တာအဖွဲ့ရရှိခဲ့သူဖြစ်တဲ့အကြောင်းဖော်ပြပေးကြပါရစေ။တနည်းကစင်ကာပူစံခံမှာရှစ်ထပ်တိုက်ကနေအောက်ထပ်ကိုအပုံးရည်တွေစီးကျလာတဲ့အကြောင်းကိုလူမှုကွန်ရက်မှာပြန့်နှံ့နေတာတွေ့ရပါဗျ။ဒီတိုက်ခန်းမှာတော့အိရှိတကနာမှာလဲကြသေးဆုံးနေတဲ့အသက်58နှစ်အရွယ်ရွှိနာဆိုတဲ့အမျိုးသမီးကတော့ကဘာကျော်ကိန်းဖြစ်တက်တူကနေ PhD ထောက်ထားပွဲရရှိထားသူလို့သိရပါတယ်ရဲကတည်ဆုံသွားသူတာဖာနဲ့ပတ်သက်ပြီးကြံ့ရစ်သူဆွေမျိုးတွေဆက်သွယ်ဖို့ကြီးညာခဲ့ရမှာစင်ဝအမျိုးသားတောက်သူ NUS မှာသူနဲ့အတူတူကြောင်းတက်ခဲ့သူတဦးကဓာတ်ပုံကိုမှတ်မိခဲ့တာဖြစ်ပါတယ်အသက်58နှစ်ရှိပြီဖြစ်တဲ့အတန်းပေါ်ရွှေရုံရဲ့အပြောအရတော့ရွှေနာဟာညံကောင်းပြီးတော့စာတော်တဲ့သူလို့ဆိုပါတယ်အတန်းထဲမှာသူများနဲ့တိတ်မရောတတ်တဲ့ introvert ဖြစ်ပြီးတော့စကားပြောရင်ကြီးကစမတ်ကြသူလို့လည်းဆိုပါတယ် ရှိုံနဲ့က NUS ကနေကွန်ပျူတာ Science ID နဲ့ဖွင့်ရခဲ့သူဖြစ်တာကြောင့်တည်ဆုံသွားတဲ့သူဟာလည်း ID ပညာရှင်လို့ယူဆရပါတယ်။တည်ဆုံသွားသူရွှေနာကတော့အားစားလို့ရတာကိုကြိုက်သူဖြစ်ပြီးတော့သူနဲ့တူတူပင်ပေါင်းကစားပူတယ်လို့လည်းဆိုပါတယ်။ရွှေနာကတော့ NUS ကနေ2010မှာဖွင့်ရပြီးတဲ့နောက် NUS မှာပဲ Master ဖွင့်ဆက်တက်ခဲ့ပါတယ်။ငယ်စဉ်ကာလကအနေအေးရုပ်ကလေးအထိုင်းအလျောက်ချောပြီးတော့ပညာတော်မဲ့ပုံရပါတယ်။ ရှင်နာကတော့2003မှာမာစတာဘွဲ့ရပြီးတဲ့နောက် UK နိုင်ငံကိုသွားကကင်းဘရစ်တက္ကသိုလ်မှာဒေါက်တာဘွဲ့ထပ်ပြီးတော့ယူခဲ့ပါတယ်။ရွှေယုံနဲ့ရွှေနာတို့ကတော့ခရမ်းရောင်တိုင်း MRT ပေါ်မှာလွန်ခဲ့တဲ့နှစ်20နီးပါးလောက်ကစုံမိရကနေရွှေနာကသူ့ပြင်သစ်မှာသူတေသနာပညာရှင်အဖြစ်လုပ်နေတယ်လို့ပြောခဲ့တယ်လို့ဆိုပါတယ်။ရွှေနာဟာကင်းဘရစ်ကနေ2008မှာဒေါက်တာဘွဲ့ရရှိပြီးတော့ပြင်သစ်အမျိုးသားသူတေသနာ Institute INRIA မှာသိပ္ပံပညာရှင်ဖြစ်နေ2009ကနေ2012အထိဝင်လုပ်ခဲ့တာဖြစ်ပါတယ်။ရှင်နာကတော့2010မှာအင်တာနက်ပေါ်မှာ personal blog လေးတခုလုပ်ပြီးတော့ဒေါက်တာပွဲရပြီးတဲ့နောက်ပြင်သစ်မှာတယောက်တည်းဘယ်လိုနေခဲ့တာတွေကိုရေးသားခဲ့သေးတယ်လို့ဆိုပါတယ်။ ဒီဘလော့ရေးရမှာရွှေနာကမိသားစုနဲ့အိမ်ကိုဘလို့လွမ်းဆော့တရေရတဲ့ကြောင့်အထူးသဖြင့်သူ့ရဲ့အမေကိုဘလို့တရေရကြောင်ရှိခဲ့လို့ဆိုပါရယ်။ပြင်းသစ်ကအကြောင်းအတိုင်းဝမ်းမှာသူဟာတဦးရဲတော်အာရှတိုက်သူဖြစ်ပြီးတော့ငငယ်ကလေးကတရုတ်ပြည်ကမွေးရမြေမျိုးလေးကိုတရေရတာတွေတငယ်ချင်းတွေနဲ့ဆောင်းရတီမှာနှင်းတွေကိုဘလို့ ခက်ယူပြစ်ပေါက်ကစားခဲ့တာတွေကိုလွမ်းပြီးတော့ပြန်လဲရေးသားခဲ့တယ်လို့ဆိုပါရယ်။စင်ဘူရောက်လာပြီးတော့အသားကြောင်6လလောက်ကြိုးစားယူခဲ့ရတာတွေနဲ့နောက်ဆုံးဒွန်းရင်သီးကိုကြိုက်သွားတာအထိပါပေါ်ဝင်ပါရယ်။ဘဝမှာအရာရာတိုင်းကဒွန်းရင်သီးကိုမြည်ကြည့်သလိုပဲတဲ့။အနံ့နံနဲ့ဆိုပြီးတော့အရာတာကိုမြည်ဆမ်းမကြည့်ရင်ဘယ်လိုအရာတာကောင်းရတယ်ဆိုတာကိုရှင်းသိမှမဟုတ်ဘူးတဲ့။အဲ့ဒီဘလော့ကိုသူက2013ခုနှစ်အထိပဲဆက်ရေးခဲ့ပါရယ်။ကြည့်ရတာ Facebook ကိုလူသိမ့်မဖတ်လို့ရက်ပစ်လိုက်တာဖြစ်နိုင်ပါရယ်။ Anglo-Chinese Junior College ACJC ရဲ့မှတ်တမ်းနဲ့အရာရွှေနာဟာ JC ကနေ1998ခုနှစ်မှာကျောင်းပြီးခဲ့တာလည်းဖြစ်ပါတယ်။ရွှေနာကတော့တရုတ်ပြည်အရှေ့မြောက်ပိုင်းကဖြစ်ပြီးတော့ဖခင်ဖြစ်သူနဲ့အတူတူ1990ကျော်ကာလတွေမှာစင်ကူကိုလိုက်လာပြီးတော့ Secondary School စတက်ခဲ့တာဖြစ်ပါတယ်။ဖခင်ဖြစ်တဲ့သူကစင်ကူနိုင်ငံသားဖြစ်ပြီးတော့မိခင်ကတော့ပြည်ယာဖြစ်ပါတယ်။သူ့ရဲ့မိခင်ဟာ2016ခုနှစ်အသက်66နှစ်အရွယ်မှာ လက်ပေါ်မှာနဲ့သေဆုံးသွားခဲ့ပါတယ်။ကြည်ရတာအမေကိုတရေရလို့2012လောက်မှာရှင်ကူကိုပြန်လာတယ်။အမေက2016မှာဆုံးသွားပြီးတဲ့နောက်စိတ်ထိခိုက်သွားပုံရပါတယ်။ဖားခင်ဖြစ်တဲ့သူအပေါ်မှာသမီးဖြစ်သူကတော်တော်ကြီးကိုမိခိုအားထားနေရတာဖြစ်လို့အဖေနေမကောင်းတာနဲ့ပတ်ဝန်းကျင်ကမသိရသမီးဖြစ်သူအစာရေစာပြက်လက်ပြီးသေဆုံးသွားပုံရတာကိုလည်းပတ်ဝန်းကျင်ကမသိကြရတာပါ။ပြဿနာကတော့သူတို့သားပါဟာပတ်ဝန်းကျင်နဲ့အထီးတွေမလုပ်တဲ့အတွက်ပတ်ဝန်းကျင်ကဘာမှမသိလိုက်ရတာဖြစ်ပါတယ်။ ပဝင်းကျင်တိလိုက်ရတဲ့အရာတစ်ခုကတော့ပစွန်ငပိနံဆူဆူဝါကြီးနံလိုက်တာပဲတိလိုက်ရပါတယ်